တတိယကဘာစုလို့မျိုးတိမဖြစ်ရင်တော့အကောင်းဆုံးပေါ့ဗျာနော်ဖြစ်ပါစေနဲ့လို့လည်းကျွန်တော်ကတော့ဆုတောင်းပါတယ်မြမຫນွေဦးတော်လန်ကြီးအောင်ပွဲဆင်ဖို့ကလည်းကြံသေးတာကိုဒါပေမဲ့လည်းပဲကဘာကြီးရဲ့လက်တွေ့အခြေအနေကိုတော့ကျွန်တော်တို့မြင်အောင်ကြည့်ကြရဖို့လိုတယ်လို့ထင်ပါတယ်အမေရိကန်ဝင်ပါတဲ့ပေါ်အင်အားပြတယ်ဒါမှမဟုတ်သူတို့ရဲ့မဟာဗျူဟာမိဖက်ဖြစ်တဲ့အီရန်ကိုချင်းချောက်တယ်လို့ရုရှားသို့မဟုတ်တရုတ်သို့မဟုတ်နိုင်ငံစလုံးကသတ်မှတ်ရင်စစ်ရေးရဒိုက်ရိုက်မဟုတ်ရင်တော့မ နိုင်ငံရေးစီးပွားရေးအရတုံ့ပြန်လာနိုင်တဲ့အပြင်စိုက်ဘာကဏ္ဍအကူအညီလိုမျိုးလက်နက်ခဲယံပေးတာလိုမျိုးတွေလှုပ်လာနိုင်ပါတယ်။အဲလိုသာဖြစ်လာရင်ကမ္ဘာကြီးကတော့မဟာအင်အားကြီးနိုင်ငံတွေထိတ်တိုက်တွေးကြတဲ့အခြေအနေထဲဆွဲသွင်းခံရပါလိမ့်မယ်။အမေရိကန်ဒါမှမဟုတ်အီစရီကတိုက်ခိုက်တာကနေအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဓိကနေရာတစ်ခုခုအကြီးအကျယ်ထိမှန်ပျက်စီးသွားရင်တော့အီရန်ဟာသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကိုအရှိန်မြှင့်လာနိုင်ပါတယ်။သို့မဟုတ်နျူကလ িয়ার မပြန့်ပွားရေးနိုင်ငံကသဘောတူစာချုပ် MPD လို့ခေါ်ပါတယ်အဲဒီကနေနှုတ်ထွက်သွားနိုင်ပါတယ်အစိုးဆုံးဖြစ်လာနိုင်ခြေကတော့အီရန်ဟာနျူကလ িয়ার ဘုံးပိုင်ဆိုင်ဖို့အတွက်ပြောင်ကြကြလှုပ်လာနိုင်ခြေပါပဲဗျာကျွန်တော်တို့မှာကကိုအေးနဲ့ကိုတော့ရာလို့မကုတ်နိုင်ရတဲ့အထဲကဘာကြီးကလည်းငြိမ်နေတယ်ရဲ့လို့မရှိတခုပြီးတခု အပူကွက်တွေဟိုနာဒီနာထွက်လာနေပါတယ်ဗျာဆိုတော့ကိုအေးအလေးထားရမှာဖြစ်တယ်လို့ကဘာကြီးလည်းဘေးထားလိုက်လို့မရတဲ့အကြောင်း ညံမီသမျှတင်ပြရင်ဒီစီစဉ်ကိုနေကုန်းချုပ်ပါတယ်ဗျာဒီစုနားဆင်ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဒီစီစဉ်နဲ့ပတ်သက်ပြီးဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါတယ်ဘယ်အကြောင်းအရာဘယ်ကိစ္စမျိုးကိုစိတ်ဝင်စားတယ်ဆိုတာလည်းသိချင်ပါတယ်နှစ်သက်တယ်ဆိုရင်တော့ like လုပ်ပေးပါအစီအစဉ်သစ်တွေတစ်တိုင်းလွတ်မသွားရအောင် subscribe လုပ်ထားပေးပါမိတ်ဆွေတငယ်ချင်းတွေနဲ့ညှဝေပေးပါလို့ပန်ကြားပါတယ်နောက်စီစဉ်တွေမှာပြန်ဆုံမမယ်အားလုံးပဲ 怎么比更加高级边。